်ဆရိုက်နော်ဟုတ်ကဲ့မင်းတည်းရဲ့လူလူတွေပေါ်ဆက်ဆံမှုတွေဟိုဘယ်လိုရှိရဲဆိုတာဟိုဝန်ကြီးချုပ်ဦးနှုကလူတို့အောင်တန်းဆိုတဲ့ဇာတ်ကားလေးရိုက်ဟုတ်ဒီနိုင်ငံညာဆက်တည်နေဆိုတော့အဲ့ဇာတ်ကတော်တော်ကောင်းတယ်တော်တော်ကောင်းတယ်ဆိုတော့အယုတ်အတန်ဘာညာရဲ့နိုင်ငံညာကင်မရာမင်းတွေကိုဒီကဒါရိုက်တာကနေညွှန်ကြားတာကိုသူတို့ရိုက်ပေးတာပေါ့နော်1950ခုနှစ်နော်အဲ့ဒီမှာ ခုတို့ကရွာလူရွာသားတွေအနေနဲ့ဝင်တိုးဆောင်ပြီးရတော့ပြီးရလွားဘာလို့ကညာလို့ဆိုတော့ရွာဇရိုက်ကလေးတွေကိုရိုက်တော့အဲ့ဒီမှာရုပ်ရှင်ဆိုတာလေးကိုနည်းနည်းစိတ်ဝင်စားမိတာပေါ့နော်ဟုတ်ကဲ့ဟုတ်ဟိုသူများမလုပ်တဲ့အလုပ်ကိုလုပ်ဖူးလိုက်လို့လေကိုယ့်ကိုအရင်ဂုံယူတယ်ဝင်တာတယ်အာငါတို့ပဲလုပ်ရတာမင်းတို့လုပ်ဖူးတာမဟုတ်ဘူးဘာညာဆိုတော့ကျမ်းပန်ဂုံယူတာပေါ့လေအဲဒီ ယူကုန်ယူနေဆိုတဲ့ဟာကိုရုပ်ရှင်ကိုလည်းမျက်နှိုးသွားတာပေါ့နော်ဟုတ်ကဲ့ဟုတ်အဲအဲ့ဒီမှာစပြီးတော့ဘုရားကရုပ်ရှင်နဲ့နှိစက်ခဲ့ပါလေအရင်တုန်းကမူလပထမရုပ်ရှင်ရိုက်ချက်စည်းကမ်းနေရတော့တမျိုးပါနော်ပြည်သူလူထုကြိုက်အောင်သဘောပေါက်ဒီကင်မရာကစကားပြောပြတာလေဟုတ်ကင်မရာကနေခံဒီပြတာလူတွေကြည့်ပြီးတော့အဲ့ဒါကိုသဘောပေါက်ကြတာဟုတ်အခုတော့မဟုတ်တော့ဘူး လူတွေရဲ့အလားအပါလေးတွေပါညာလေးတွေလောက်ပဲအာယုံတွေဖြစ်သွားရောဟုတ်အမအခုအသက်ဘယ်လောက်ရှိသွားပြီလဲမမအသက်ကအခု60ကျော်သွားပါပြီဟုတ်60ကျော်60ကျော်သွားပြီခုနောက်ပိုင်းလဲကတော့ Academy ပေးပွဲတွေမှာဆိုလို့ရှိရင်လည်းဒါဇက်ပူဇက်ရံနေအဲနေရာမှာဆိုလို့ရှိရင်မင်းသားမင်းသမီးတွေကဒါဇက်ပူဇက်ရံ အဲဆိုပြီးအကယ်ဒမီရကြရင်လည်းရှိရပေါ့နော်အဲ့လိုမျိုးတွေနဲ့ပတ်သက်ပြီးတော့ပပားတို့ဒါဇပိုးဆက်ရန်နေအနေနဲ့ကျတော့ဘယ်လိုမျိုးလေးခံစားမိလဲဒီရုပ်ရှင်ဇီယုံမှာအလွှာအများကြီးရှိတယ်နော်ဆက်ဖို့အလွှာရှိတယ်ဒါရိုက်တာအလွှာရှိတယ်ထုတ်လုပ်သူ အလွှာရှိတယ်မင်းသားမင်းသမီးမင်းသားမင်းသမီးကြတော့သူတို့ကအလွှာနာမည်ဘယ်လိုတက်လဲအဓိကမင်းသမီးမင်းသမီးလွှာကြတာအဓိကဥရောက၄ပေါင်း၄ပေါင်း၄50ရိုက်နေတဲ့လူကအယံမဲရှိသေးတယ် တို့ကအဓိကဆိုထိတ်ဆုံးရောက်သွားတယ်နော်တို့အောက်မှာဥတို့ကလှူစားရအောင်ပဲဘဝပြူရောက်တော့တို့ကလည်းတို့ကိုတို့အဓိကမင်းသမီးဆိုတော့ဥတို့နဲ့ရိုက်ကွဲမှာဆုံတဲ့ခါကျတော့တို့ကအပေါ်ကြီးကအဓိကနေရာယူကြတယ်ဆက်ဆံကြအဲ့လိုလူတွေကမဖြစ်သင့်ဘူးလို့ယူဆပါတယ်။ဒါမျိုးလည်းကြုံတွေ့ခဲ့ရတာ။နော်အမှန်ဥဖြစ်စေချင်တာကလေအခုချိန်ဒီပါဒါမကြုံသေးလို့လည်းမပြောပါဘူး။ဒီရုပ်ရှင်စီဝေးကြီးတွေပါကြီးတွေများကြုံဆောင်တော့ဥတင်ပြပါ။ မင်းသားပဲဖြစ်ဖြစ်မင်းသမီးပဲဖြစ်ဖြစ်ဒီရုပ်ရှင်လုံသားတွေပဲဖြစ်ဖြစ်ရုပ်ရှင်လုံသားများအဖွဲ့ဆိုရင်ပြီးပါတယ်နော်ရုပ်ရုပ်ရှင်လုံသားဆိုဥပမာလယ်လုံတဲ့လူလယ်သမားပေါ့နော်ဒါဆိုအကုန်လုံးလယ်လုံသားတွေဖြစ်တာနော်လယ်ပိုင်ရှင်တို့လယ်စင်ရင်းကားတို့ဘာလို့မလို့တော့ဘူးလीဟုတ်တယ်နော်ဒီတို့ကအဓိကဆိုပြီးတော့အဓိကမှာပဲတို့ရိုက်တယ်မဟုတ်ဘူးဥရောဇက်ဖို့ဇာယံနေရာကောင်းရင်အဲ့နေရာကိုရိုက်တယ်။ဘာဦးလို့နှာခေါင်းမူတွေတက မာရီတက်ခေါင်းလေးကိုလူကြီးဖြစ်ရင်လည်းသဘင်လေးဆိုးပဲဆိုးဒီအခါကောင်းတော့ဒီအခါနှစ်ကိုယ်ခွဲဝင်ရဲ့ဟုတ်ကဲ့အဲ့တော့ခုနပြောတဲ့အဓိကမင်းသားမင်းသမီးဆိုတာဘယ်လိုလုပ်ဟုတ်တယ်အဲ့ဒီဥရုနေရာမျိုးတွေဝင်ရပြီးတော့အကယ်ဒမီယူသွားတာတွေအများကြီးပဲကားတကားမှာမင်းသားတယောက်ထည့်ရိုက်လို့မရဘူးမင်းသမီးတယောက်လည်းမရဘူးနော်အကုန်လုံးပေါင်းလိုက်တော့မှလည်းကောင်းနေရုပ်ဖြစ်တဲ့ကားထွက်လာအာသုံးလုံးတယ်ပါကျိုးဖြစ်နေတယ် ေနဲ့ဆိုလို့ရှိရင်လည်းဒါ Academy ပေါ့မှန်းခဲ့ရတဲ့ကားတွေဆိုဘယ်နှကားလောက်ရှိခဲ့မလဲ Academy ရဲ့စံချိန်စံညွှန်းနဲ့တော့ကြိုက်တဲ့ကားတွေတော်တော်သုံးလေးကားတော့အ ਨੇ ဆုံးပေါ့အ ਨੇ ဆုံးပါဟုတ်ရှိခဲ့ဘူးပါတယ်ဒီတသက်တာဆူကြတော့ဥတို့နဲ့မသိဘူးဟုတ်ဘယ်လိုမျိုးပြရလဲမသိဘူးဘာမှမသိဘူးအခုရတဲ့ထဲမှာဥတဲ့ငယ်တဲ့လူတွေပါတယ်ဟုတ်နော်တက်တန်းငယ်တဲ့လူတွေလည်းပါတယ်သူတို့ကိုပေးတယ်ဥမရဘူးဆိုတော့ပြင်းတော့က တွက်တာပေါ့နော်ဟုတ်သူတို့ပင်းစားတွက်တယ်လို့ဥရကိုကိုတွက်လို့ကိုမရဘူးမရမလို့ဘာဘာဘာချူရင်းချင်းရှိလဲငါရုပ်ရှင်လောက်ပဲလုပ်နေဟုတ်ကဲ့တခြားလောက်တော့မလုပ်ပါဘူးဟိုတုန်းကရုပ်ရှင်မှမရှိတာကိုရွာဇက်ကလေးကြီးပြဇတ်ဒီကအာကိုရွာဇက်ထဲမှာကတဲ့ထဲမှာအခုမားရီတော်ရီကကတဲ့အဲအီကတဲ့မှာဝင်ကအလူကန်ထွက်နော်ဥရှင်ယုံတော်မိုးဘာညာတွေပေါ့လေအကုန်လုတ်တဲ့ဒါအမှုပညာဘာအခြေခံနေတာနော်ရုပ်ရှင်မှတရုပ်ဆောင် ရုပ်ရှင်လို့ဆောင်ရတယ် တချို့ကမခွဲဘူးအခုအကုန်ရောနေတယ်ဟုတ်နော်ဇာစင်ဆိုတာကဒီကနေတမင်းနဲ့အခုပြောနေတာဘူးလောက်လေးပြောလို့မရဘူးအော်ပြောမှာဟာပြိတ္တကြောင်ဟာကြောင်ဟိုးနောက်ကလူကြောင်ဟောရတယ်မကြောနေနားနေထားအောင်ဟောရတယ်ပြောရဆိုရမိုးပြရတာလေလောက်ရဟုတ်ကဲ့နော်ရုပ်ဆရာအခုကြည့်နော်ချွေးပေါက်ကလေးတောင်ပါတယ်မျက်လုံးလေးနဲ့ပဲလူကိုတတ်မလားမျက်လုံးလေးနဲ့လူကိုချစ်မလားပါးစပ်ကလေးနဲ့ပဲဆုံးဖြတ်ချက်တိချမလားဆိုတော့လုံလို့ရဟုတ်အဲ့ဒီ ဇက်မှာဒီလိုသွားလို့လို့မရဘူးမရဘူးဟုတ်တယ်နော်ဇက်ကလူတွေကလည်းဒီရုပ်ရှင်လံရဲ့အဲ့ဒါမျိုးကြီးတွေလုံးလို့မကောင်းပါဘူးနော်ဒါမို့ခွဲကြပါရုပ်ရှင်ရုပ်ရှင်နော်ဒီဂီတာဒီဂီတာမပါလို့မရရုပ်ရှင်တခုတည်းမှာတချင်းဆိုတာလည်းပါမယ်ကတာလည်းပါမယ်ဆိုတာလည်းပါမယ်စာဟောတာလေးလည်းပါမယ်နော်ဘာအနေနဲ့ဆိုရင်ကျွန်တော်အဲ့ဒါအမှုပညာလုပ်ခဲ့တာကိုနောင်တရရတယ်ပြီးတော့ရှိမရှိခဲ့ဘူးရှိခဲ့လားအခုတိုင်းခံစားနေရတာကို အောင်မြင်တယ်လို့ခံစားရတယ်ဟုတ်ကဲ့ညှိုးစရာဘာလဲလို့နော်ပညာရပ်ပဲလို့ခံစားရပါတယ်အဒီအမှုပညာနဲ့လေဟိုကျေးဇူးရှင်ဆိုတာက ပြည်သူလူထုတွေပဲလေပြည်သူလူထုတွေအားပေးလို့ကျေးဇူးရှင်တွေအားပေးလို့ပူစားဝတ်နေရေးလေးတွေနဲ့ဇီဝိတဒါနအသက်ရှင်ပြီးတော့လူလောကကြီးထဲမှာဆက်နေနိုင်တာလေဒီအမှုပညာရဲ့ကျေးဇူးတွေပါတဲ့အတွက်အမှုပညာကနောက်ပြီးတော့သူများလို့တော့မဟုတ်ဘူးထင်တယ်တော်တော်ပင်ပင်ပန်းပန်းဒုက္ခခံပြီးတော့ ီအနုပညာတဲ့တယောက်ဖြစ်လာရတဲ့အတွက်အနုပညာကိုစွန့်လွတ်ဖို့လို့နော်ဟုတ်ပဲပလိုက်ဖို့လို့တော့ဘူးဘလို့မစဉ်းစားလို့မရဘူးသေတဲ့အထိလူသေးတာတော့အနုပညာမသေးရဘူးဆိုပြီးတော့ဟုတ်မြတ်မြတ်လူလူလေးနဲ့နောက် generation တွေကိုထားခဲ့ပေးမှာပါဟုတ်ကဲ့ပါနော်အရင်မိပြီးတော့နော်တတ်ဆုံးတိလူတို့ပညာတဲ့ ဒီအခုလိုပိဋကတ်တွေချစ်ခင်များတို့ရဝေးရရောယန္တိရရောမြင်ဘူးတဲ့လူရောမမြင်ဘူးတဲ့လူချစ်ခင်ခံရတာကအနုပညာကြောင့်နော်အဲ့တော့ဒီအနုပညာရဲ့ကျေးဇူးတရားအမှန်တန်ကြီးမားပါလေဟုတ်ကဲ့ခံယူပါလေဟုတ်နော်ဟုတ်ကဲ့ပါအဲ့ဆိုလို့ရှိရင်ပေါ့နော်ဒါဘမအိုဒါအားပေးကြတဲ့ပြိသက်တွေရှိမယ်အမအတွက်ပေါ့နော်အများကြီးဆူတောင်းပေးကြတဲ့ပြိသက်တွေလည်းရှိမှာပေါ့နော်အဲ့ဒီပြိသက်တွေအတွက်ကောဒါဘာလေးများပြောချင်သေးလဲနောက်ဆုံးကမ္ဘာလေးဟုတ်ဆက်ကို အားပေးတဲ့နော်ယေရှုရှင်ပရိသတ်တွေလည်းကိုလိုပဲအသက်ရှင်ကြပါစီနော်ဟုတ်ကဲ့အသက်ရှင်ပေမဲ့လည်းကျမ်းမာပါစီလို့လည်းပါရမယ်ချမ်းသာပါစီလို့လည်းပါရမယ်နော်ဘုဒ္ဓပညာတွေခုနလိုပေါ့နော်ဒီအနုပညာလေးတွေကိုကြည်ပြီးစိတ်အေးချမ်းသာသူအမြဲတမ်းစိတ်နှလုံးမှာလည်းချမ်းသာပျော်ရွှင်နိုင်တဲ့အနုပညာတွေဒီဖြစ်ပါစီဆုတောင်းတယ်နောက်ဥဇုံမိုင်းကတချို့ line တွေမှာတင်ထားတယ်ဥဇုံမိုင်းသေးပြီးကိုဗစ်ထက်မရှိတော့ပါဘူး နော်ဥဆုံးမဲကိုရှာမနေနဲ့ကျွန်တော်တို့နဲ့ပဲရိုက်ဆိုပြီးတော့ရွေချက်ကြီးကြီးနဲ့လွှင့်ပေးနေတဲ့လူတွေရှိတယ်။အဲ့ဒီတိမရင်ပေးနေတဲ့ကြားရကဦးမေချူကားတို့ဘာလို့ရိုက်ဆိုဟာပြိတ္တကအဖေမန်တေလို့တော့ဦးတော်ပဲပြန်လာခဏခဏတေနေရတယ်တမီးရဲ့ဘိုင်းပေါ်နေပြီးတော့နော်။ဟိုတေသွားတာကမပင်မဘူး။ဟုတ်။ရှင်းနေတာအခုရှင်းနေရတာတော်တော်ခက်တယ်နော်။ စိတ်မကောင်းတာကတော့ကိုယ်ပိသက်ဒီစိတ်မကောင်းထိခိုက်တာလေးနော်ဥစ္စာမင်းပြီးပြီဆိုအဲ့ဒါကြတော့မကောင်းပါဘူးအဲ့ဒါမို့ခုနလိုရေရေရှိရှိနဲ့ဥစ္စာမင်းသေးပြီးဥစ္စာမင်းနဲ့လုံမဆရာမလို့ကျွန်တော်နဲ့လုံမဲ့ဘာညာဆိုတဲ့လူတွေဥမမုံပါဟုတ်ဘာလို့မမုံလဲဆိုတော့ဥအတွက်သူတို့ဥလိုက်လိုက်လေးလာကြည့်သူတို့ကာရိုက်ရကာရိုက်ရတော့တန်တန်ကြီးတော့မရပါဘူးလေဟုတ်ကဲ့ဖြစ်တဲ့နေလေးတွေရတဲ့ကြေးလေးတွေနဲ့သူတို့မိသားစုတွေစားတော့ကအဲ့ဒါဝင်တာ အမုံမပေါ်အောင်တခုတော့ရှိတာပေါ့နော်ဟိုမဟုတ်မမှန်တဲ့နေနဲ့တော့မလုပ်ပါနဲ့ကိုကိုလေလေအနုကုဏစောစောဥရုလုတ်ခဲ့တယ်လို့အနုပညာကိုလေးလေးစားစားလုတ်နော်ပိဋိတ်တ်ကိုလည်းလေးလေးစားစားနဲ့တရုပ်ဆောင်ရင်ပိဋိတ်တ်ကအားပေးလာပါပါကြိုက်လာပါပါကြိုက်လာရင်အလုတ်တွေလုံးရမှာပါနော် အဖြက်လန်းနေပြီးတော့ဟိုဟာဒီဒီဟာဒီမောက်တဲ့နည်းတွေနဲ့တော့လုတ်ရင်ဒါအနုပညာတဲ့မရှိပါဘူးနော် အရာလေးဒီပါပဲဟုတ်အဲ့ဒါကြီးခုနသမီးပြောလို့ကိုယဉ်ုပညာကျေးဇူးရှင်တွေကိုဥစ္စာပိုင်းမသေးသေးပါဘူးသိရင်ပြောပါမယ်မသေးသေးတည်း၍အချင်းရှိနေသေးသေးရတော့ကိုကျေးဇူးရှင်တွေကိုဒီအနုပညာအလုပ်ကျွေးနေပေးဆက်ပါဦးမယ်နော်ကဲပါ